မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်က TPS ရဆိုင်ချင်းဖြင့်ရွေးကောက်ပွဲကိုအတိမတ်ပြု အမေရိကန်ရောက်မြန်မာများလာမယ့်ရွေးကောက်ပွဲကိုပြန်လာ၍မဲပေးနိုင်ဟုဗိုလ်ချုပ်စော်မင်ထွန်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အမေရိကန်အစိုးရကမြန်မာနိုင်ငံသားများအပေါ်ခွင့်ပြုထားတဲ့ယာယီအကာအကွယ်ပေးမှုအဆင့် TPSR ရပ်ဆိုင်းလိုက်ခြင်းသည်မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့်ရွေးကောက်ပွဲကျင်းပမည့်လုပ်ငန်းစဉ်များအပေါ်အမေရိကန်အစိုးရကအထိမတ်ပြုသည့်အပြုသဘောဆောင်သောထုတ်ပြန်ချက်တစ်ခုဖြစ်ကြောင်းစစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHSE TPS ရပ်ဆိုင်းလိုက်သည့်ထုတ်ပြန်ချက်နှင့်ပတ်သက်၍မီဒီယာများ၏မေးမြန်းမှုကို ဖြေကြရတွင်၎င်းကအထက်ပါတိုင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းကိုရှရီနိုဝင်ဘာ26ရက်နေ့ထုံးစေကော်မရှင်၏ဘွာရာဖြန့်သတင်းစာများတွင်ဖော်ပြထားပါသည်။ TPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေထူးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်ဟုဗိုလ်ချုပ်စော်မင်ထွန်းကဆိုပါတယ်။စေကော်မရှင်၏ပြောကြားချက်အရအမေရိကန်၏သုံးသပ်ချက်များတွင်မြန်မာနိုင်ငံ၌အရေးပေါ်အခြေအနေရှုပ်သိမ်းပေးခဲ့မှုပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရန်ဆောင်ရွက်နေမှုငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှုနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုတို့ကြောင့်မြန်မာနိုင်ငံသားများလုံခြုံစွာပြန်နိုင်ပြီဟုဆိုထားကြောင်းသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မြန်မာအစိုးရအနေနဲ့အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါတယ်ဟုဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။ထို့ပြင်အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်မြန်မာနိုင်ငံသို့ပြန်လာ၍ရကြောင်းနှင့်လာမည့်ရွေးကောက်ပွဲတွင်ပြန်လာ၍မဲပေးနိုင်ကြောင်းဖိတ်ခေါ်ထားပါတယ်။ ြင်းမှုကျူးလွန်ထားသူများမှအပါကြံရှိသူများကိုအထူးတက်ညာစွာဖြည့်ရော့ပေးမည်ဟုလည်းဘူချုပ်စော်မင်ထွန်းကထပ်လောင်းပြောဆိုပါရယ်အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာန၏ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသားများအတွက်ပေးအပ်ထားသောယာယီခိုလုံခွင့် DPS ရစေမှုသည်2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့တွင်စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းသိရပါသည်။စစ်ကော်မရှင်က၎င်းတို့၏ရွေးကောက်ပွဲနှင့်တည်ငြိမ်မှုကို အမေရိကန်ကအတိမတ်ပြုသည်ဟုဆိုတော်လေလက်တွေ့တွင် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကမှစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲသည်အားလုံးပါဝင်နိုင်မှုမရှိပေထို့ကြောင့်လွတ်လပ်၍တရားမျှတမှုမရှိသောအထူးရောက်ရွေးကောက်ပွဲအဖြစ်သာသတ်မှတ်ထားပြီးလက်မခံကြောင်းအတည်လင်းပြောကြားထားပါသည်ထို့ပြင်အမေရိကန်အစိုးရ ETPS ရဆိုင်မှုအပေါ်တွင်လည်းနိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အမေရိကန်ရောက်မြန်မာအတိုင်းဝိုင်းနှင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကပြင်းပြထန်ထန်ကန့်ကွက်လျက်ရှိပါသည် ကန့်ကွက်သူများသည်မြန်မာနိုင်ငံတွင်လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကင်ပြိပခါများနေစဉ်ဖြစ်ပွားနေစေဖြစ်ပြီးနေရက်ပြန်မိသူများအတွက်လုံခြုံမှုမရှိကြောင်းထောက်ပြကာအဆိုပါဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ပေးရန်တောင်းဆိုမှုများပြုလုပ်လျက်ရှိပါသည်ဆက်လက်ပြီးလွိုက်ကော်ထောင်တွင်နိုင်ချင်းများကိုပါအတင်းအကျပ်ကြိုတင်မဲပိတ်ခိုင်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်ကယင်းပြည်နယ်လွိုက်ကော်အကျဉ်းထောင်နယ်ရှိနိုင်ငံရေးအကျဉ်းသားများအကိုပါအတင်းအကျပ်ကြိုတင်မဲပေးခိုင်းကြောင်းသိရပါတယ် စက်တင်ဘာလဒုတိယပတ်တွင်လွိုင်ကော်ထောင်တွင်လူစည်ရင်းကောက်ချင်းများပြုလုပ်ခဲ့ကစက်တင်ဘာလကုန်၌ထောင်ချအကျဉ်းသားများနှင့်အထုပ်သားများအလုံးကိုချုပ်တင်မဲပိတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းကယင်းဒီနိုင်ငံရဲ့အကျဉ်းသားများစီယုံထံကသိရပါဗျ။နိုင်ကျင်းတွေလည်းပါတယ်အကျဉ်းကျနေတဲ့သူတွေအလုံးမဲပေးရတာရိုင်းနှက်တာမျိုးတော့မဟုတ်ဘဲမမပေးပဲကြံခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလိုက်ရှာပြီးပိတ်ခိုင်းတာကိုလာပိုင်းမှာတထောင်လုံးမှရှိတဲ့အကျဉ်းသားတွေအလုံးမဲပေးပြီးသွားပါပြီ။ကျွန်တော်တို့ဒီဖြစ်စဉ်ကို လွမြောက်လာတဲ့အကျဉ်းသားတွေစီကနေတဆင့်အတီးပြုတ်နိုင်ခဲ့တာပါဟုခရီးနီနိုင်ငံရဲ့အကျဉ်းသားများအစီအယုံမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်လိုက်ကော်ထောင်တွင်ထောင်နှံကြခံနေရသည့်နိုင်ငံရေးအကျဉ်းသား100ကျော်နှင့်အချုပ်ကျနိုင်ငံရေးအကျဉ်းသား20ဝန်းကျင်ရှိကြောင်းသိရပါရယ်လိုက်ကော်ထောင်တွင်အတင်းအကျပ်ကြိုတင်မဲပေးခြင်းကိုရှင်းထောင်ချီအချင်းဦးစီးဝန်ထမ်းများကတာဝန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်မဲပေးလိုက်ရတယ်ဆိုတဲ့အဆင့်ထိပဲကျွန်တော်တို့သိထားတယ်ဘယ်တယောက်ကိုမဲပေးပါညာတယောက်ကိုမဲပေးပါဆိုတာတွေတော့မသိရဘူး ောက်တစ်ချက်ကအကျဉ်းထောင်တွေမှာကသတင်းချက်လက်တွေပြက်နေတော့ဘယ်ပါတီကောင်းနေမကောင်းဘူးလဲသိမှာမဟုတ်ဘူးမဲပေးခိုင်းလို့ပေးလိုက်ရတဲ့ပုံစံပါပဲဟု၎င်းကဆက်ပြောပါတယ်ရွေးကောက်ပွဲဥပဒေအရမဲပေးပိုင်ခွင့်မရှိသည့်လူများတဲ့တွင်ထောင်တန်းကြခံနေရသည့်လူများလည်းပါဝင်သဖြင့်၎င်းတို့ကိုအတင်းအကျပ်မဲပေးခိုင်းခြင်းသည်စစ်ကော်မရှင်ကရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်းကရင်နိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံးကထုတ်ပြန်ထားပါတယ်လိုက်ကောအကျဉ်းထောက်တွင်အကျဉ်းသားနှင့်အချုပ်သားစုစုပေါင်း900ခန့်ရှိကြောင်းသိရပါတယ် ဆက်လက်ပြီးထိန်ချုပ်နေမြေတဲ့မြည်တိလက်နက်ကင်အဖွဲ့ကိုမဆိုဖြတ်တန်းခွင့်မပြုဘူးလို့ DGBA ဆိုတဲ့ဆွဲသတင်းကိုထင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တက်ကထိန်းချုပ်နေမြေတွေဖြစ်တဲ့စုကလိဘောလင်းနဲ့ဖလူလီဒေတာတွေစီမြည်တိလက်နက်ကိုင်အဖွဲ့အစည်းကိုမဆိုဖြတ်တန်းသွားလာခွင့်မပြုဘူးလို့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကဒီနေ့နိုဝင်ဘာလ26ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ DKBA ဆိုတာထိုင်းနိုင်ငံလုံးအပြစ်ရဲဆဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ပူပေါင်းဆောင်ရွက်နေသလိုစစ်တပ်ရဲ့စီးရေးလှုပ်ရှားမှုတွေမှာလည်းပူပေါင်းဆောင်ရွက်နေတဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်ပါတယ်။ DGPA ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကိုတိုက်ခိုက်ခြင်းမရှိသလိုစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုကာကွယ်မယ်လို့ကြေညာထားပါတယ်။အဲ့ဒီဒေသတွေစီအရေးပေါ်သွာလာလို့တဲ့လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့ချုပ်တင်သတိပေးရမယ်လို့ DGPA ကကြေညာချက်မှာထည့်သွင်းအသိပေးပါတယ်။အခုလိုကြေညာချက်ဟာနိုဝင်ဘာလ22ရက်ကမြဝတီမြို့တောင်ပတ်ရှိ DGPA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းလက်ပံရွာကို KNU ကစီးနှင်းပြီးတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့ဖြစ်စဉ်အပြီးရပ်ပိုင်းအကြမှာ GKPA ကထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ KNU ကတော့မင်းလက်ပံရွာမှာကြားဖြတ်လုပ်ငန်းခွင်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မင်းလက်ပံဖလူကိုနေမြေစိုးမိုးနိုင်ဖို့အတွက်အင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ GKPA ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်တဲ့တပ်ဖွဲ့ကစစ်တပ်နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အဲ့ဒီ DKPA တပ်ဖွဲ့တွေတက်ဆွဲရနေရကိုရှင်းလင်းရမှာ DKPA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီးသူတို့အခြေချစခန်းကိုသိမ်းနိုင်ရမှာကြားဖြတ်လုပ်ငန်းခွင်ကိုလည်းတွေးရှိခဲ့တယ်လို့ KNU ကြေညာချက်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာထိတ်ချုပ်ဒေသတွေဖြစ်တဲ့စုကလိဝေါ်လီနဲ့ဖလူးလေးဒေသတွေစီမြည်သီလက်နက်ကိုင်အဖွဲ့အစည်းကိုမဆိုဖြတ်တန်းသွားလာခွင့်မပြုဘူးလို့ DKPA ကကြေညာချက်ထုတ်လာပါတယ်။ဒီထုတ်ပြန်ချက်ဟာကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့အစည်းတစ်ခုတည်းပေါ် UTP ထုတ်ပြန်တာလားဆိုတဲ့မေးခွန်းအပေါ်ဓာတ်ရိုက်မသက်ဆိုင်ကြောင်း DKPA ပြောရေးဆိုခွင့်ရှိသူဘူမူးချုပ်စောစိန်ဝင်းကပြောပါရယ်။ယုံကြည်မှုတည်ဆောက်မှုအားနည်းတယ်ဆိုတဲ့သဘောလားကျွန်တော်တို့တယောက်နဲ့တယောက်ယုံကြည်လို့အပြန်လန်သွားလာလွတ်လွတ်လပ်လပ်သွားလာကြတဲ့အပေါ်မှာအခွင့်ကောင်းယူကြတဲ့အခြေအနေမျိုးတွေမဖြစ်လာအောင်ကျွန်တော်တို့ကိုယ့်ကိုယ်ကိုကာကွယ်တဲ့သဘောပေါ့ဂျိုတင်ပြင်းစင်းတဲ့သဘောအကယ်လို့တိတ်ဆတစုံတရာအရေးတကြီးသွားလာတာရှိရင်ဂျိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှသွားကြဖို့အဲ့ဒီလိုသဘောမျိုးလောက်ပါပဲလို့ DKBA ပုံမှုချုပ်စောစိန်ဝင်းကပြောပါရယ် DGPA ကထုတ်ပြန်ထားတဲ့စုကလိဝေါ်လီနဲ့ဖလူဒေတာနေမြေတွေအတွင်မှာကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ကရင်နယ်ခြားစောင့်တပ် BGF ကော်တူလီအာမီ KTL နဲ့စစ်ကောင်စီတပ်တို့သွာလာလှုပ်ရှားနေကြပြီးဒီထုတ်ပြန်ချက်ဟာစစ်ရေးစစ်ရနဲ့ဓာတ်ရိုက်မသက်ဆိုင်ကြဘုံမှုချုပ်စောစင်ဝင်ကပြောပါရယ်အဲ့လိုဓာတ်ရိုက်ပြောလို့မရဘူးကျွန်တော်တို့ဒေတာမှလည်း KNU လည်းရှိတယ် BGF လည်းရှိတယ် KTL လည်းရှိတယ်တပ်မတော်လည်းရှိတယ် အပြန်လန်သွာလာကြတဲ့နေရာမှာအချိန်ဆက်ရှိရှိနဲ့သွာလာကြဖို့အဓိကဆိုလိုတဲ့သဘောပဲစီရေးနဲ့တိုက်ရိုက်တော့မသက်ဆိုင်ပါဘူးအဓိကတော့ကျွန်တော်တို့ကိုကိုကိုကောက်ွယ်ဖို့သဘောလောက်ပါပဲလို့သူကပြောပါတယ် GDPA ကထုတ်ပြန်ထားတဲ့စုကလီမျိုးကို KNU ကပြီးခဲ့တဲ့2024ခုနှစ်မတ်လပိုင်းကစစ်တပ်စီကနေတိုက်ခိုက်သိမ်းယူထားတာပါ။ဒါပြင်လက်ရှိဘောလီမျိုးနာကဘောလီဗျူဟာကိုလည်း KNU ပူးပေါင်းတပ်ကဆက်လက်ဝန်းရံပိတ်ဆို့ထားပါတယ်။ ဆက်လက်ပြီးဖားကန်မြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးစစ်တပ်ကစစ်ကြောင်းမှုအပါဝင် စစ်သား၁၀ဦးကျော်တိဆုံကဒေါ်လာရေးတပ်ဖွဲ့ဝင်တအူးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးစစ်တပ်မှစစ်ကြောင်းမှုအပါဝင်၁၀ဦးကျော်တိဆုံကဒေါ်လာရေးတပ်ဖွဲ့ဝင်တအူးလေးကြဆုံးခဲ့ကြောင်းဖားကန်ဒေသသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ရမန်နီနိုဝင်ဘာလ၂၀ရက်ညနေ၆နာရီ၄၃မိနစ်အချိန်ဖားကန်မြို့နယ်စမ်းကျွဲကြီးရွာညောင်ပင်ခုံးနှင့် ဂရီမော်ဘတ်သို့အကြမ်းဖက်စစ်တပ်ကအင်အား၁၀၀ခန့်ဖြင့်စစ်ကြောင်းထိုးလာသောကြောင့် KIA KPDF ပူးပေါင်းတပ်ဖွဲ့မှခုခံတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးကျော်တေဆုံးပြီးပြန်ဆုတ်ပေးသွားကြောင်းရင်းတိုက်ပွဲတွင်တေဆုံးသူများတွင်စစ်ကြောင်းမှုအစဉ်အရာရှိတအုပ်ပါဝင်ပြီးစစ်တုံးပန်းအချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်မနေ့ကညနေ6:43မိနစ်ကညနေခင်းပိုင်းကြီးစမ်းကြွယ်ညောင်ပင်ကုန်းနဲ့ဂရီမော်ဘက်မှာတိုက်ပွဲဖြစ်တာစခဆယောက်ကျော်တည်တဲ့တည်တဲ့အထဲမှာစစ်ကြောင်းမှုအဆင့်ပါသွားတယ် အရှင်ဖမ်းမိတာလည်းရှိတယ်ဟုဖားကန့်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။ထို့ပြင်ယမန်နေ့နိုဝင်ဘာလ25ရက်နေ့နံနက်ပိုင်းကဖားကန့်မြို့နယ်စားမော်ဘက်တွင်အကြမ်းဖက်စစ်တပ်ကခြေုံးဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေါ်လန်ရစ်တပ်ဖွဲ့ဝင်တအူးချဆုံးခဲ့ကြောင်းအလားတူစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ဂရီမော်မီတက်ယုံထိမှန်ပောက်ခွဲကမီတက်ဝင်တန်းဦးရဲထွန်းတွင်လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိပြီးစေကူတာမှုခံယူနေရကြောင်းသိရပါရယ်။ဒေါ်လန်ရစ်တပ်ဖွဲ့ဝင်ကြတာတိုက်ပွဲမဖြစ်ခင်မနက်ပိုင်းက စားမော်ဘက်အသွာလူစုကြိမ်တရင်ပေးတဲ့လူရှိလို့စစ်တပ်က drone နဲ့လာချတာမှကြာသွားရတာပါပြီးတော့ဂရီမော်ဘက်ကိုလည်းလက်နက်ကြီးနဲ့ပစ်လို့ဂရီမော်မိသက်ဝင်တဲ့ရဲထွန်လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပြီးစစ်ရုံတင်ထားရတဲ့ဟုဖာကန့်တရင်ရင်မြက်ကပြောဆိုပါတယ်ဖာကန့်မျိုးတို့မေလာနှောင်းပိုင်းမှစတင်၍အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးခွင်ရောက်လာခဲ့ပြီးပြည်သူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များဖြင့်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ယနေ့အချိန်အထိပြည်သူ90ဦးကျော်ထိဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်